Meu Deus do céu. Jesus Cristo. TV Maro, Brasil na Yama, Colombia, Pichamu, Kisema, Biro, Tisombiro, Satoyo da Jane Kere, Fuyo Tringo, General Tishuama, Pichabari. Tem gente pendurada, gente. ဟယ်လိုမိမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေယူလိုက်ပါရယ်เนาะအခုကျွန်တော်တို့ဒီရှေ့မှာဒီကြားခဲ့ရတဲ့သတင်းကတော့ကျွန်တော်ဒီဘရာဇီးနိုင်ငံမှာဒီဖြစ်သွားတဲ့သတင်းပါเนาะအဲ24ရက်နေ့ကဖြစ်သွားလို့သိရပါတယ်အဲဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်ဒီအဲ့ဒီမြို့ကဒီကျွန်တော်တို့အဲ့ဒီ ပကံဗျာမြန်မာနိုင်ငံမှာရှိတဲ့ဒီပကံမာလို့မျိုးပဲသူတို့နိုင်ငံကဒီခီးသွွားတွေကိုအရန်ဆွဲဆောင်နေအမျိုးတစ်မျိုးပေါ့နော်အဲ့ဒီမျိုးမှာဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒီမျိုးကဒီကျွန်တော်ခုနကပြောတဲ့ဒီပကံလိုပဲဗျာအဲ့လိုမျိုးဒီမိုးပြန်ဘူပေါင်းဘောလုံးတွေစီးတဲ့နေရာမှာအရန်နာမည်ကြီးပြီးတော့အဲ့လိုမျိုးခီးသွားတွေအရန်လာတဲ့နေရာတခုပေါ့နော်အဲအဲ့ဒီမှာလည်းအဲ့ဒီခီးသွားတွေကအဲ့ဒီဘောလုံးပြန်ကိုစီးပြီးတော့ဒါအခုလိုမျိုးဖြစ်ဖြစ်ဖြစ်သွားပါပေါ့နော် အဲတရင်ထဲမှာပြောရတဲ့အတိုင်းပဲသူတို့ဒီအဲ့ဒီဘောလုံးကိုစီးသွားတဲ့လူတွေကဘယ်နှစ်ယောက်လဲဆိုလို့ရှိရင်21ယောက်အဲ့ဒီဘောလုံးထဲမှာပါသွားတယ်ဒါပေမဲ့ဒီအမြင့်ပေတော်တော် မြင့်မြင့်ကြာမှာဒီတွေ့ရတဲ့အတိုင်းမီးဆွဲလောင်သွားတဲ့အတွက်ပေါ့နော်အာလူကတည်သွားတဲ့လူကတော့၈ယောက်တည်သွားတယ်အသက်ရှင်ကျန်လူကတော့ဒီ73ယောက်အသက်ရှင်တယ်လို့သူတို့ရဲ့ဒီသတင်းဌာနတွေကထုတ်ပြန်ထားတယ်လို့သိရပါပေါ့နော် ဆိုတော့ဒီတချို့တွေကတော့ပြောကြလိမ့်မယ်ဒီဘောလုံးပြန်လောင်သွားတာလေထီးတွေစောင်းတဲ့နယ်ပါတဲ့နယ်အဲ့လောက်အမြင့်ဆိုလို့ရှိရင်တချို့ဒီလေထီးစီးတဲ့သူတွေပြောတာကြတော့အဲ့လောက်အမြင့်ကလေထီးခုံလို့ရှိရင် လေထီးမပွင့်ဘူးလို့လည်းပြောကြရပါတော့တချို့သူတွေကြောက်လဲဒီလိုဘောလုံးတွေစီးမဲ့ဆိုလို့ရှိရင်အကြံပေးတဲ့နေနေပေါ့နော်လေထီး စောင့်ထားတင်တယ်လို့ပြောရတယ်။ဒါလည်းမှန်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကလည်းလေထီမခုံမှုတဲ့အတွက်သူများတွေပြောတာဟုတ်လားမဟုတ်လားလည်းမသိနိုင်ဘူးပေါ့နော်။အကောင်းဆုံးကတော့လေထီပို့မယ်မပို့မယ်လေထီစောင့်ထားတင်တယ်လို့ထင်ပါတယ်။ဆိုတော့ဒါတဲ့င်းလေးကိုကျွန်တော်တို့တစ်ချက်လောက်နားထောင်လိုက်ကြရအောင်ပေါ့နော်။ ဖြစ်စဉ်ကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒီဘောလုံးပြန်ထဲမှာပါသွားတာလူက20တရာအားလုံးပေါင်း20တရာပေါ့နော်ဒါပေမဲ့ဒီပြက်ကျမှုကြောင့်ပေါ့နော်မိလောင်ပြီးတော့ပြက်ကျမှုကြောင့်တည်ဆုံသွားတဲ့လူတွေကတော့အခုတွေ့မြင်နေရတဲ့လူ6ယောက်ပေါ့နော်6ယောက်တည်ဆုံသွားတယ်အသက်ရှင်ကျန်ရင်းတဲ့သူကတော့73ယောက်ကျန်ရင်းတယ်လို့သိရပါတယ်နော်အဲသူကအမြင့်ပြတော်တော်ရောက်မှပြက်ကျတာဆိုတော့ဒီတော်တော်လေးကိုမှဒါ ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတဲ့ဖြစ်စဉ်လို့ပြောလို့ရတယ်ပေါ့နော်အခုဖြစ်ပွားခဲ့တဲ့ဒီ accident မတဆဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဘရာဇီးဘက်ကနေပြီးတော့မှပြောရေးစုတ်ဝင်ရှိသူတွေပြောဆိုပုံအရဆိုလို့ရှိရင်ဒီမိပုံပြန်ပြတ်ကြမှုမှာပေါ့နော်သူတို့တော်တော်အပြင်းတော်တော်ရောက်မှာ အမြင့်ပြတော်တော်ရောက်မှာပေါ့နော်ဒီဖြစ်သွားတယ်အဲ့ဒီဖြစ်သွားတဲ့အချိန်မှာလဲလေတိုက်တာဘာညာမရှိဘူးရာဒီဥရုကဒီငိန်နေပေါ့နော်သူတို့ဒီဘောလုံးပြန်နေလွတ်တင်တော့မယ်စီးတော့မယ်ဆိုလို့ရှိရင်ရာဒီဥရုအခြေအနေကိုကောင်းမကောင်းကြည့်ပြီးမှဒါတည်တည်ချာချာလေးတုံးသက်ပြီးမှဒါလွတ်တင်ရတယ်လို့သိရတယ်ပေါ့နော်သူတို့ဒီလွတ်တင်တဲ့အချိန်မှာလဲရာဒီဥရုကကောင်းမွန်နေလေရလည်းငိန်နေအဲကောင်းကင်အခြေအနေကလည်းကောင်းနေပေါ့နော်ဒါပေမဲ့ဒီဘလိုကြောင့်ပြတ်ကျသွားလဲဆိုတော့သူတို့လည်းဖြေရှာမရဘူးဒီဆက်ကြောင်ပဲလားဘာကြောင့်လဲဆိုတော့သူတို့အခုထိဖြေရှာလို့မရဘူးလို့ဒီပြောဆိုထားတာကိုတွေ့ရ ရတယ်ပေါ့နော်အခုတိအဖြေကတော့တိတိကျကျမတိရသေးပါဘူးဒါပေမဲ့တည်ဆုံသွားတဲ့လူတွေကတော့တည်ဆုံသွားပြီးရှင်ကြံခဲ့တဲ့လူတွေကလည်းရှင်ကြံခဲ့ပေါ့နော်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်လဲဆိုတော့အခုတိအဖြေရှာလို့မရသေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ